အားလုံးမင်္ဂလာပါဗျာကျွန်တော်ကကိုယ်မိတ်ဆွေတွေကိုပေါ့ဗျာအဲခဏနေအများကြီးမပြရမလို့နော်ထိုးရတဲ့လူတွေလည်းအဲ့လိုဟောလုံးမှာအလုပ်ပေါ့ဗျာအဲကွက်တွေများမှာဆိုလို့နော်ဒါပေမဲ့ဒါလေးတစ်ကွက်ကတော့နှစ်ပါးပါတော့ထိုးတဲ့နှစ်ခဏလေးပေါ့ထင်လို့ပေါ့နော်ကျွန်တော်အကိုမိတ်ဆွေတွေကိုအဲ့လိုတင်ပြလိုက်ရင်ဖြစ်ပါတယ်နော်စိတ်တော့လေထိုးပေါ့နော် တိုက်တော့လည်းမထိုးနဲ့ပေါ့နော်အဲဒါလေးကတော့ဥပမာလေးပေါ့နော်ကျွန်တော်ကအဲ့ site လေးရဲ့သွားလာပုံစံလေးတူလို့ပါနော်ဒီဆက်လိုက်အောင်နော်အဲ့မှာဒီ၄၅6လို့ထောင်းနေနော်၄ခါ၅6ပေါ့နော်ဒီထောင်းနေသူ့ရဲ့တပွဲကြမှာပေါ့နော်ဒီမသက်လေးပါနော်ဒီထိတ်သုံးလုံးကတိဖြစ်တယ် ါးသုံးလုံးက6ဖြစ်တယ်အဲနောက်ထောင်းသုံးလုံးက4ဖြစ်တာပေါ့နော်1 6ပေါ့နော်ဒါပထမကပ်ပေါ့နော်ဒီ5 6 6ဖြစ်တယ်ဒီထိပ်သုံးလုံးက1ဖြစ်တယ်ခါးသုံးလုံးက6ဖြစ်တယ်နောက်သုံးလုံးက4ဖြစ်တယ်နော်ဒါဒုတိယကပ်ပေါ့နော်ဒီဒီ5 6ထောင်းတယ်ပြည့်ရပွဲကြောင်ပေါ့နော်

လီသွားရလေးရှိလို့เนาะလုံမအားနဲ့ကျွန်တော်ကဒါလေးတော့အလိုပေါ်ဗျာအများဆုံးဟွာတင်တဲ့စိတ်နဲ့လေတင်လိုက်တာပါเนาะစအောင်เนาะအဲ့ဗြဟ္မာပေါ့เนาะတက်ခွန်လေးပေါ့เนาะတထိတ်ပေါ့เนาะခွန်ဘိတ်လေးဘိတ်လို့ဖြစ်တာเนาะတက်ခွန်လေးလို့စောင်းမယ်စောင်းပြန်နဲ့သူ့ရဲ့တဲ့တဲ့ပေါ့เนาะ အဲ73လုံးပေါ့နော်၄လို့ထောင်းတယ်၄လို့ထောင်းတယ်သူနဲ့တည့်ရဲ့ဘေးမှာပေါ့နော်အထက်မှာလဲ6နဲ့ပေါ့နော်165ပေါ့နော်နှစ်လို့ထောင်းလိုက်တယ်နော်နှစ်လို့ထောင်းပြီးရတယ်သူ့ရဲ့တပွဲကြောင့်မှာ9ခါလို့ရလိုက်တယ်နော်9ခါလို့ရလိုက်တယ်ဒါပရမဂတ်ပေါ့နော် ုတိယကလေးကိုသွားအောင်ပါเนาะဒုတိယလေးကသွားချင်တော့လေဒီတထိတ်လေးနဲ့တဲ့တယ်ပေါ့เนาะရှစ်ပင်သွားမယ်1 2 3 4 5 6 9 10ပေါ့เนาะ10ပင်သွားပြီးတော့သူ့ရဲ့နှစ်ပွဲချလိုက်တာ ਨੇ အဲ့လိုခဏတော့လို့ပေါ့ဗျာဒီတစ်ထိတ်ပေါ့เนาะခွန်ဘိတ်ပေါ့เนาะ၄ဘိတ်လို့စောင်းပါရဲ့เนาะတစ်ခွန်၄ပေါ့เนาะ တခွန်လေးလူဆောင်းနေသူနဲ့တဲ့တဲ့ပေါ့နော်အဲ့ဒီဘက်နှစ်မှာ तू ကဒီနောက်ထောင်သုံးလုံးကလေးလို့ပြန်ထောင်းတယ်နော်နောက်ထောင်သုံးလုံးလေးလို့ထောင်းတယ်ထောင်းပြီးတော့သူ့အပေါ်မှာလည်း3တ8ပေါ့နော်နှစ်လို့ဖြစ်တယ်နော်နှစ်လို့ဖြစ်ပြီးရင်သူ့ရဲ့တပွဲကြောင့်မှရှိတဲ့9ခါလို့ရိုက်တယ်ပေါ့နော်ဒါဒုတိယကပ်ပါနော် ကျွန်တော်တရက်ကလေးသွားအောင်ပါနော်ဒီကနေ့တဲ့တယ်ပေါ့နော်ရှင်းပြန်သွားမယ်နော်တ1 2 3 4 5 6 9 10ပြနှစ်ပွဲကျော်ပေါ့နော်နှစ်ပွဲကျော်လိုက်တဲ့ချင်တို့လေတစ်ထိတ်ပေါ့နော်ခွန်ဘိတ်ပေါ့နော်လေးဘိတ်ပေါ့နော်တစ်ခွန်လေးလို့စောင်းတယ်နော်တစ်ခွန်လေးလို့စောင်းတယ်သူနဲ့တဲ့တယ်မှာပေါ့နော် 6300လောက်လေးလို့ဖြစ်တယ်သူ့ရဲ့အပေါ်မှာလည်းဒီ9ကို8ပေါ့နော်9ကို8ပေါ့နော်နှစ်လို့ထောင်းနေသူ့ရဲ့တဘောကြောင့်မှာ9ခါလို့ကြာပေါ့နော်ဒါတတိယကပ်ပဲနော်ကျွန်တော်အဲ့ပထမကပ်လေးကိုဆက်သွားမှာနော်အဲ့မှာ ါပရမဂတ်ပေါ့နော်တက်ခွန်လေးလို့ထောင်းတယ်နောက်သုံးလုံးကလေးလို့ထောင်းတယ်အဲ့သူ့ရဲ့ဒီဘက်နှစ်မှာပေါ့နော်နောက်သုံးလုံးကနှစ်လို့ဖြစ်တယ်ဖြစ်ပြီးရင်လည်းသူ့ရဲ့တပွဲကြောင့်ငါးခါလို့ကြာတယ်နော်ငါးခါလို့ကြာပြီးရင်သူကသူ့ရဲ့တပွဲကြောင့်ပေါ့နော်ဒီသုံးပရိတ်လို့ကြာပါတယ်သုံးပရိတ်ကြာတယ်သုံးပရိတ်ကြာပြီးရင်သူ့ အောက်မှာရှိတဲ့ခွန်ထိတ်ပုံနော်ခွန်ထိတ်လေးကလည်းသူ့နောက်မှာခွန်ပိတ်လို့ပိတ်လိုက်တယ်ပုံနော်ခွန်ထိတ်လေးကခွန်ပိတ်လို့ပိတ်တယ်ခွန်ထိတ်လေးကခွန်ပိတ်လို့ပိတ်တယ်ပိတ်ပြန်တယ်သူ့ရဲ့တပင်ချာမှာပုံနော်တနစ်ချာမှာနော်တနစ်ချာလိုက်မှာအဲ့လိုတနစ်ချာပြီးတော့အောက်မှာသုံးလို့ပိတ်တာပုံနော်သုံးလို့ပိတ်တယ်ဒီသုံးလို့ကဒီသုံးလေးကလည်းသူအဲ့မှာသူ့ရဲ့ နှစ်နှစ်ပေါ့เนาะ၃နှစ်ချလိုက်တာ ਨੇ ၃ထိတ်လို့ပြန်ရတာပေါ့เนาะဒီ၃လေးอ่ะ၃ပိတ်လေးอ่ะ၃ထိတ်လို့ရိုက်လိုက်တာပေါ့เนาะရိုက်လိုက်တယ်เนาะအဲ့မှာရိုက်လိုက်တာ ਨੇ तू อ่ะအဲ့မှာ तू အဲ့မှာဒီ၃လုံးပေါ့เนาะဒီ၃လုံးอ่ะ၄ဖြစ်တယ်ခါ၃လုံးอ่ะ၃လို့ဖြစ်တယ်เนาะနောက်ထောင်း၃လုံးอ่ะ ခွန်လို့ဖြစ်တယ်နော်၄ခုံပေါ့နော်၄ခုံပေါ့နော်ဒါပထမကပ်ပါနော်ဒီကနေရှစ်ပင်သွားတယ်ဒီတဲ့တဲ့ပေါ့နော်ဒီတထိတ်လျက်နေရှစ်ပင်သွားလိုက်တဲ့ချိန်အောင်တော့လေဒီတတခွန်လေးပဲဖြစ်တယ်နော်ဖြစ်တဲ့တခွန်လေးဖြစ်တယ်နောက်သုံးလုံးက၄လို့ထောင်းတယ် နောက်သုံးလောက်၈လို့ပြန်ထောင်းတယ်ပေါ့နော်။အဲဆိုရင်၂လို့ထောင်းတယ်ပေါ့နော်။သူ့ရဲ့တပွဲကြမှာ၅ခါလို့ကြာနော်။၅ခါလို့ကြာပြန်တယ်။၅ခါရဲ့ပထမကလို့ပေါ့နော်။တပွဲကြမှာပေါ့နော်။၃ပရိတ်လို့ကြာပါတယ်ဗျ။၃ပရိတ်ကြာတယ်။ကြာပြီမဒီ၅၃ပရိတ်အောင်မှာရှိတဲ့ဒီ၆ထိပ်ပေါ့နော်။ဒီ၆ထိပ်လေးကလည်း၆လို့ပြန်ပိတ်လိုက်တာပေါ့နော်။ပထမကတော့ခွန်ပေါ့နော်။၃ပရိတ်အောင်မှာခွန်ခွန်တကြား ခွန်ပိတ်လို့ရိုက်တယ်ဒီသုံးဝတဲ့ရောတို့လေ6ထိတ်က6ပိတ်လို့ရိုက်တယ်ရိုက်ပြီးရင်လည်း तू ကသူ့ရဲ့တနစ်ချာပေါ့နော်ဒီ6နောက်ထိုင်ဆိုရဲ့6လေးကနောက်ထိုင်ထားလေးကလည်းသူ့ရဲ့3နှစ်ချာမှာပေါ့နော်6ထိတ်လို့ရိုက်လိုက်တာပေါ့နော်6ထိတ်လို့ရိုက်လိုက်တာပေါ့နော်အ6ထိတ်လို့ရိုက်လိုက်တာ ਨੇ သောသောအလိုပေါ့နော်သောသောအလိုထိတ်သုံးလုံးက 6ထိတ်လို့ရိုက်ပြန်ထိတ်3လုံး4ဖြစ်တယ်ခါ3လုံး3ဖြစ်တာပေါ့နော်ခါ3လုံးနောက်3လုံးကလည်းခွန်လို့ဖြစ်တယ်နော်43ခွန်ပေါ့နော်43ခွန်ပေါ့နော်ဒီ3ဒီ3လုံးပေါင်းရဲ့ပေါ့နော်ပထမကတ်လို့ပေါ့နော်ဒါဒုတိယကတ်ပေါ့နော်နောက်တတိယကတ်လေးသွားအောင်ပါနော်တတိယကတ်လေးသွားချင်တော့လေ ကျွန်တော်တို့ဒီဒီတထိတ်လေးကနေရှစ်ပင်စောင်းနေရှစ်ပင်ကိုနှစ်ပွဲစားပြီးတော့အဲ့မှာဒီတစ်ခွန်လေးလိုဖြစ်တယ်ပေါ့နော်တစ်ခွန်လေးဖြစ်တယ်နောက်သုံးလောက်လေးလိုထောင်းတယ်သူ့ရဲ့ခိုးဘက်နှစ်မှာပေါ့နော်ထက်မှာပေါ့နော်ဒီလိုနှစ်လိုပြန်ထောင်းတာပေါ့နော်နှစ်လိုထောင်းတယ်သူ့ရဲ့တဝဲထဲမှာငါးခါလိုဖြစ်တယ်ဒီငါးခါလေးကသူ့ရဲ့တဝဲထဲမှာပေါ့နော်ဒီသုံးပရိတ်လိုရိုက်တယ် ၃ပိတ်လို့ရိုက်တယ်၃ပိတ်ဟောရှိတဲ့ဒီ၅ပိတ်လေးက၅ဆက်ထိတ်လေးကို sorry နော်၅ထိတ်လေးက၅ပိတ်လို့ပြန်ရဲလိုက်တာပေါ့နော်ဒီ၅ထိတ်လေးက၅ပိတ်လို့ရိုက်တယ်၅ပိတ်လို့ရိုက်ပြီးမှသူ့ရဲ့တနည်းချာမှရှိရဲ့ဒီတစ်ထိတ်လေးကပေါ့နော်တစ်ထိတ်လေးကလည်းသူ့ရဲ့၃နှစ်ချာမှခုကြတဲ့ပွဲမှာပေါ့နော်တစ်ထိတ်လို့ရိုက်လိုက်တာပေါ့နော် တထိတ်လို့ရိုက်လိုက်တာပေါ့နော်ရိုက်ပြီးရဲ့အချိန်မှာ तू อ่ะဒီ၃လုံးอ่ะ၄ဖြစ်ရမှာနော်၄ဖြစ်ရမှာဆိုတော့၅ထိတ်ပေါ့နော်၄ဖြစ်ရမှာဆိုတော့၅ထိတ်ပေါ့နော်ဒီ၃လုံးอ่ะ၄ဖြစ်ဖို့อ่ะ၅ထိတ်ပါနော်ဒီ၃လုံးอ่ะ၃ဖြစ်ရမှာ၃ဖြစ်တော့၉လေးရှိရအတွက်၃ရပေါ့နော်ဒီ၃လုံးอ่ะခွန်ဖြစ်ရမှာပေါ့နော်၄၃ခွန်ပေါ့နော်ခွန်ဖြစ်ပါဆိုလို့ရှိရင်လည်း လေးပိတ်လေးပေါ့နော်အဲ9 3ည4ပေါ့နော်9 3ပေါ့နော်မိတ်ဆွေအဲ့ကျွန်တော်အဲ့တခါတယ်ဗန်တော့ရှင်းပြအောင်မနော်တစ်ခွန်လေးလို့စောင်းတယ်နော်တစ်ခွန်လေးစောင်းတယ်နောက်သုံးလုံးကလေးလို့ထောင်းတယ်သူ့ရဲ့ဘောမှာပေါ့နော် နှစ်လို့စောင်းတယ်စောင်းပြီးတော့သူ့ရဲ့တပွဲသားမှာငါးခါလို့ဖြစ်တယ်ငါးခါလို့ဖြစ်ပြီးရတယ်သူ့ရဲ့ဒီနေ့ကြာမှာ၃ခါလို့ဖြစ်တယ်အဲ sorry ၃ပရိတ်လို့ကြားတယ်เนาะ၃ပရိတ်ပြီးမှ၃ပရိတ်အောင်မှရှိတဲ့ခွန်ထိတ်ကခွန်ပိတ်လို့ရိုက်လိုက်တယ်เนาะရိုက်ပြီးမှသူ့ရဲ့တပွဲသားမှာရှိတဲ့ဒီ၃ထိတ်လေးอ่ะပေါ့เนาะ၃ပိတ်လေး sorry ၃ပိတ်လေးอ่ะသူ့ရဲ့၃ပွဲသားမှာเนาะ၃ထိတ်လို့ရိုက်လိုက်တယ်ဒီ၃ထိတ်ရိုက်ပြီးရတဲ့ဒီ၃လုံးက၄ပေါ့เนาะဒီ၃လုံးက သုံးပေါ့နော်ဒီသုံးလောက်ခွန်ပေါ့နော်လေးသုံးခွန်ဆိုကနန်းလေးကြပါရဲ့နော်ဒါပထမကပ်ပါနော်ဒုတိယကပ်လေးကိုသွားအောင်ပါနော်ဒုတိယကပ်လေးသွားပြချင်းတို့လေတစ်ခွန်လေးလို့ထောင်းတယ်ဒီသုံးလောက်လေးလို့ဖြစ်တယ်ဒီသုံးလောက်နှစ်လို့ဖြစ်တယ်ပေါ့နော်အဲ့မှာသူ့ရဲ့တပွဲကြောင်းမှာ၅ခါလို့ကြတယ်၅ခါလို့ကြိုက်မှာ၅ခါရဲ့ဒီနေ့ချာမှာ၃ပြိတ်လို့ကြပါနော်ဒီ၃ပြိတ်လေးပေါ့နော်၃ပြိတ်လေးကကြပြီးတော့ဒီ၆ထိတ်လေးက 6ပိတ်လို့စောင်းလိုက်တယ်ပေါ့နော်ဒါလေးကတော့တော်တော်မလောက်တာပေါ့နော်6ပိတ်လို့စောင်းတယ်သူ့ရဲ့တပန်ကြာမှာဒီ6ပိတ်လို့ရှိရပေါ့နော်ဒီ6ပိတ်လေးကလည်း3နဲ့ခြားတဲ့ချိန်မှာပေါ့နော်6ထိတ်လို့ပြန်ကြပေါ့နော်သူ့ကြားလိုက်တာ ਨੇ ဒီ6ပိတ်လေးက6ထိတ်လို့ကြားလိုက်တဲ့ ਨੇ တပိုင်း ਨੇ ဒီ3လုံးက4လို့ဖြစ်တယ်ဒီ3လုံးက3လို့ဖြစ်တယ်ဒီ3လုံးက9လို့ဖြစ်တယ်ပေါ့နော်၄၃ခွန်ပေါ့နော် ဒါဒုတိယကပ်မှာနော်တတိယကလေးသွားအောင်မှာနော်တတိယကလေးသွားပြန်တော့လေတစ်ခွန်လေးလို့ထောင်းတယ်ဒီသုံးလွှတ်လေးလို့ပိတ်တယ်လေးလို့ထောင်းတယ်ပေါ့နော်ဒီသုံးလွှတ်နှစ်လို့ထောင်းတယ်ထောင်းပြီးဆိုမှသူ့ရဲ့တနေ့ကြာမှာငါးခါလို့ရိုက်တယ်ပေါ့နော်ငါးခါလို့ရိုက်ပြီးငါးခါရဲ့တနေ့ကြာမှာသုံးပရိတ်လို့ရိုက်တာပေါ့နော်သုံးပရိတ်ရိုက်တယ်သုံးပရိတ်ရိုက်ပြီးဆိုမှဒီငါးထိတ်လေးอ่ะငါးလို့ပိတ်လိုက်တာပေါ့နော်ပထမခွန်ပိတ် ဒုတိယ6ပြေဒါကတော့9ပေါ့နော်အဲ့မှာ9လို့ပိတ်ပြန်တယ်သူရဲ့အဲ့လိုပေါ့ဗျာတနစ်ချာပေါ့နော်တနစ်ချာမြန်ဒီတစ်ပိတ်လေးကသူရဲ့၃နစ်ချာလိုက်တာ ਨੇ တစ်ထိတ်လို့ဝင်ပေါက်တာပေါ့နော် ဝင်ပေါက်ပြီဆိုမှဒီကောင်လေးဝင်လိုက်တာ ਨੇ ဒီထိတ်သုံးလုံးက၄ပေါ့နော်ခါသုံးလုံးက၃ပေါ့နော်နောက်သုံးလုံးကခွန်ပေါ့နော်လေ3ခွန်ဆိုရင်မသက်လေးကိုရပါတော့เนาะအဲ့မှာအိုက်ကနန်းလေးရတော့9 3 4ပေါ့เนาะ ား9 3 4ပါနော်ကျွန်တော်ကငန်းနေအများကြီးမတင်ရက်ပါဘူးနော်ဘာလို့ကိုလူတွေလည်းအဲ့လိုပဲဗျာစိတ်အဲ့လိုပေါ့အဲ့လိုမက်ဆီလည်းလည်းမာလည်းစိုးရတယ်နော်အဲ့လိုပတ်စံကုံမာလည်းမလို့အဖက်နဲ့ကုံမာစိုးရတယ်နော်9 3 4 4ပေါ့နော်မိတ်ဆွေတို့ရေနော်အဲ့လိုထိန်သိမ်းသိမ်းထိုးပေါ့နော်ကျွန်တော်အဲ့လိုချဲရှားရမှာဒီလိုကြုံတာ၃လနဲ့လို့တခါမကြုံပါဘူးနော် ကျွန်တော်ပြောမှဆိုမှလေးတွေရှိရင်တောင်းမှပါရဲ့ကျွန်တော်နောက်ရမအားလို့ကုမြန်လေးရိုက်ပြီးတင်လိုက်တာပါเนาะအားလုံးကြမ်းမှချမ်းသာပါစေလူဝဆန္ဒပြေဝကြပါစေဗျာ